လေတပ်အခြေစိုက်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့ကြီးကြီးမားမားတိုက်ခိုက်မှုအတွက်လက်တုပ်ပြန်ရမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးထားပါတယ်။ရုရှားသမ္မတနဲ့ဖုန်းနဲ့စကားပြောပြီးနောက်ပြောကြားရမှာထရန့်ကသမ္မတပူတင်အဲ့ဒီလိုအမှန်တကယ်ပြောခဲ့ကြောင်းနဲ့လေတပ်အခြေစိုက်စခန်းတွေတိုက်ခိုက်ခံရမှုအတွက်လက်တုပ်ပြန်ရမယ်လို့ပြောကြားကြောင်းသမ္မတထရန့်ကပြောဆိုလာတာပါ။ ဒီလိုပြောဆိုမှုကိုအတည်ပြုဖို့ရုရှားအရာရှိတွေကဇွန်လ၄ရက်မှာညှင်းဆိုခဲ့ပေမဲ့အဲ့ဒီစစ်ရေးအရာလက်တော့ပြောင်းမဲ့ကိစ္စကိုဆွေးနွေးနေတယ်လို့မော်စကိုကအရင်ကာလမှာပြောဆိုခဲ့ပါတယ်။တနင်္ဂနွေကြော်ကြာမြင့်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုကြောင့်ရုရှားနဲ့ယူကရိန်းကြားချက်ချင်းငြိမ်းချမ်းရေးရလာမှာမဟုတ်ဘူးလို့ထရန့်ကပြောပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေအနောက်ရှက်ဖြစ်အောင်ယူကရိန်းကလှုပ်ဆောင်ခဲ့ပြီးကီအစိုးရဟာလုံးဝအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်လာပြီလို့ပူတင်ကထရန့်ကိုပြောကြားခဲ့ကြောင်းရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကဖော်ပြထားပါတယ်။ တနိုင်ငံကြာပူပေါင်းဆောင်ရွက်မှုပြန်လည်စတင်ရေးအလားအလာတွေနဲ့ပတ်သက်လို့လည်းခေါင်းဆောင်နှစ်ဦးအမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့အဲ့ဒီသတင်းမှာဖော်ပြထားပါတယ်။ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးမှုဒုတိယအကြော့မစခင်တည့်ရက်အလိုမှာယူကရိန်းကရုရှားလေတပ်အခြေစိုက်စခန်းတွေကို drone တွေနဲ့လက်တပြတ်တိုက်ခိုက်ခဲ့လို့ရုရှားပုံကျဲလေယာဉ်40ကျော်ပျက်စီးသွားခဲ့ပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကိုရုရှားကအတည်ပြုထားပြီးတိုက်ခိုက်မှုမှာပါဝင်သူတချို့ကိုဖမ်းဆီးထားတယ်လို့ပြောပါရယ်။ယူကရိန်းကရုရှားပိုင်နက်ထဲဒရုန်းတွေခိုးဝင်ပြီးတနှစ်ကျော်လောက် PPE ရှိရှင်ပြီးနောက်အခုလိုမျိုးတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။